ျိုးသမီးလေးတယောက်ဖြစ်ဖြစ်တက်ချွချွနဲ့အမြဲတမ်းပြုံးနေခဲ့တဲ့မျိုးသမီးလေးနိုင်ငံသားမှလည်းအလုတ်သွားလုတ်ခဲ့ဘူးရဲတခြားမျိုးသမီးလေးတွေလိုပဲအနာကအပြည့်မျောလင်းချက်အပြည့်နဲ့နေရက်တွေကိုအတိတ်ပဲရှိရှိဖြတ်သန်းနေခဲ့တယ်တော်ရင်မတိုင်ခင်အစအကြောင်းနေခင်ကြောင်းနေပြီးတော့စစ်ဆောင်ကတော့စစ်ဆောင်မှာထိုင်ရတော့ဘာလို့လဲထိုင်ရအောင်အလုပ်လုပ်တာဒီမှာပြန်လာ သူကသူ့မျိုးသားနဲ့မိသားစုဘဝလေးတခုတည်ဆောက်မယ်ဆိုပြီးတော့ရည်ရွယ်ပြီးတော့ကိုယ်နိုင်ငံကိုပြန်လာဖို့ဆုံးဖြတ်ခဲ့တယ်။မိသားစုလေးနေဖို့အတွက်ခြံဝန်းထဲမှာတဲလေးဆောက်မယ်ဆိုပြီးတော့ရည်ရွယ်ထားခဲ့တာ။ဒါပေမဲ့သူမမျော်လင့်ထားတဲ့ဖြစ်ရပ်တခုဟာမမျော်လင့်ထားတဲ့အချိန်မှာပဲဖြစ်လာခဲ့တယ်။ကတော့ကောင်းရှိစမ်းအခုတန်းစတောင်းစောင်းနစဲနစမ်းနဲ့လောင်းချင်းမချင်းအရှင်ဒါဆိုတော့အခုဘာရဲ့ ဦးလေးတို့တော်တို့အမိရဲ့အနတ်ဆာတောက်ကြရဲ့ကလေးဒါပဲရှိအနည်းအားအိမ်ဝဲသွားရှင်းဖို့နော်အဲ့ရှင်မှာဒီမှာနေတော့ဘယ်နဲ့အိမ်ကအိမ်ဝဲမှာပြန်ပြီးတော့တဲတဲတဲလေးပြန်ထုံးနေပေါ့အဲ့နဲ့အိမ်ဝဲပြန်ရှင်းလာအိမ်ဝဲပြန်ရှင်းနေမိုင်းအဝင်အဝင်တော့ဘာမှမဖြစ်ဘူးအဲမိုင်းရှင်းပြီးတော့မှပြန်ထလာတဲ့အချိန်မှာပဲမိုင်းချသွား ရှင်တော်မြတ်6ရေဟောအမေတရားကွင်းယူပြအတရားကွင်းနဲ့မရှိမှတင်ပြထားအမီလောင်ကအကုန်လုံးကျွမ်းသွားပြီးတော့ရှင်းသွားတယ်ပြန်ပဲအိမ်ဝိုင်းထဲမှာလည်းမြကြီးတော်များများမရှိဘူးတမန်တလင်းပေါ်မှာပဲဆိုတော့ကွာဘာမှမရှိလို့ဆိုပြောထင်တော့တရားမဲရှောက်ပကြည့်ရအကုန်ရှင်းသွားဆိုတော့ဘာမှမရှိလို့ထင်ပြော အထွက်လာပါပဲအဲ့အထွက်လာပါပဲဝိုင်းကြီးမိပါတမန်တလင်းပေါ်မှာပေါ့နော်ကိုယ်မထင်ထားပေါ့လူတယောက်ရဲ့နေရင်ခြံဝန်းဆိုတာလုံခြုံမှုကိုပဲပေးရမယ့်နေရာအေးချင်ချင်အိတ်ဆက်အနားယူလို့ရမယ့်နေရာမျိုးပဲဒါပေမဲ့အကျန်းဖက်စစ်တပ်ကြောင့်မြန်မာပြည်သူတွေရဲ့ဘဝကဒီလိုမျိုးအခြေခံအကျဆုံးလုံခြုံမှုတွေမှာရဖို့အတွက်ကအရန်ကိုလှမ်းဝေးနေတယ်အဲ့နေရာအဖြစ်အပျက်ကိုသူကပြုံးပြုံးလေးနဲ့ပဲဆက်ပြီးပြောပြနေပါတယ် 他当然这么教，在慢慢听你的，切克奶奶，阿鲁，阿米阿米是为可爱的，哥，每天你都还是顾切切地都好呢，每天都还是别顾边地啊。哥，哎，每天对你妈妈呢，心里想，哎呀，记得不起了，哎，那阿米，我可爱。 အမေအရှင်အမေကနည်းနည်းအလောင်းဝင်းလာမှရှိနေစော်လေအမေလာပြီးတော့ခေါထုတ်တာပေးပြီးလူများရေလာပြီးကုညီပေးရပါတော့အဲပြီးတစ်စစ်ပြီးတွေ့ပါတော့လာပြီးတော့ခြေတော်ပြပိုင်းပြီးအဲ့လိုသူအများကြီးထအောင်လာပြီးတော့ကုညီပေးဒီနေရာမှာသူပြောထားတယ်ပြီးသူစစ်စစ်ပြီးသူဆိုတာကတော်လိုင်းတက်ဖွဲ့တွေကိုရည်ညွှန်းတာဖြစ်ပါတယ်ဆက်ပြီးတော့ပြောရမယ်ဆိုရင် အမေကိုချစ်တဲ့သမီးတယောက် ကိုပိုက်ထဲကရင်သွေးလေးကိုချစ်တဲ့မိခင်တယောက်ကဒီလိုအဖြစ်မျိုးကြုံပြီးပြီးချင်းမှာတဝီဝီမီနေတဲ့အရေးပေါ်ကားတိုင်းမှာဘာရီများတွေးနေခဲ့မလဲတကယ်တော့သူကအရန်ကိုတန်မာတဲ့မိန်ကလေးတယောက်ဆိုတာကိုသူဆက်ပြောတဲ့စကားတွေကိုနားထောင်ကြည့်အောင်လည်းသိနိုင်ပါတယ်အဲ့လိုဖြစ်သွားရင် ကစားကတော့ကိုကိုတကယ်တော့ကိုအသက်ဆုံးရှုံးသွားလိုက်ရင်အမေကိုပြချင်တယ်ဘောနော်အမ်အခုလက်ရှိဆိုအမေနဲ့တမ်းမီးဆိုနေရာချင်းဆိုတော့ကိုတော့ကျင်းလေဘုံဝမ်းနဲ့ဘောနော်အချိန်ဝမ်းနဲ့စိတ်နဲ့အမ်ကိုဆုံးရှုံးလိုက်ရပြီဆိုအမေကပြောင်းချင်ချင်နေလို့ဆိုတော့တို့ပြဆုံးစားအမေကပြောင်းချင်ဆိုတော့ကိုလည်းစိတ် တင်ပြအတင်ထားလို့စိတ်အတင်နဲ့ကိုခြေတောင်ရှိရှိဝနာကိုဘလဘောဖြစ်ဆက်ဆက်အတင်ပြအမင်းနဲ့တူဆက်ဆက်တော်မယ်လို့တွေးအဲ့ချိန်တိုင်းရောင်းနေရလို့ခြေတောင်ရှိကိုတခါတဲ့အဲ့လိုဖြစ်သွားခြင်းလာတာကိုရောအဲ့ရှင်တော့လည်းပိုက်တင်မှာကလေးနဲ့လာရှိဆိုလို့ကိုကလေးတက်ဆိုပြတူအခုလူပြီးတော့ကလည်းမှသူမြင်နိုင်အောင်ဆိုပြလို့ ိုတက်ကိုပြန်လေးရောင်းကပ်ပြီးအတင်းထားလို့နော်။ဒီအတွက်ရောအမေအတွက်ပေါ့နော်။သွေးရည်အရန်ထွက်နေပြီမဲ့သူကအများကြီးစူးစမ်းတောက်ခံခဲ့ရတယ်။ခွဲခမ်းတဲ့ဝင်မှုနောက်ပြီးတော့ရှားပါတဲ့ AB သွေးပိုင်ရှင်မှုလို့သွေးလူရှင်ရဖို့စောင့်နေခဲ့ရတဲ့ရှေးကြတဲ့အချိန်မျိုးမိခင်ရဲ့အားပေးမှုတွေနောက်ပြီးတော့သူမယုံကြည်တဲ့ဖခင်ကပေးတဲ့ခွန်အားတွေနဲ့ဖြတ်ကျော်ရင်ဆိုင်ခဲ့ရတယ်။အစားတော့အစိမ့်ရောက်တော့ ကိုယ်ဆက်ချက်ချင်းတော့တက်ခံတဲ့မဝင်ရအောင်နော်အချင်းကစိတ်တက်တခါကြတော့ခေကိုယ်တမရှင်နိုင်တော့ဘူးလားဆိုပြောလေရှင်ရောက်ချင်းတွေးအလိုရှင်ကအဝေးရဆိုတာလေရရောက်တာဆိုတနာကြီးရောက်တယ်လမ်းအချင်းကြိုင်လေးနိုင်လောက်လမ်းတီအချင်းအချင်းမတွေးလူရှင်လာအောင်နော်အဲလေးနိုင်ခွဲတော့မညနေမိုး နည်းနည်းမောင်းလာလာတဲ့အချိန်မှဝင်ရဘူးနော်အဲ့တွေးလို့ရှင်မလာတဲ့အချိန်ကတော့အော်ငါတက်ရှင်နိုင်တော့ဦးရှင်နေအခုတွေးလေရာထွက်နေရတယ်လေနော်အချိန်ကတယောက်တည်းတကယ်တွေးပေါ့တခါလဲစိတ်တက်ကြသွားလို့ရင်ငါတခါချက်ချင်းတည်တော့လားဆိုရလေအချိန်ကအမေရောအတော်ပေါ့နော်ရှိခဲ့ပြီးမှနေပြီးတော့ ဒါစိတ်ကမကြပါနဲ့ဆိုပြီးဆရာဆရာမတွေကလာပြောပါတော့ဟိုအမေရောအတော်စိတ်ကမကြလဲအတင်းထောင်းအလိုရှင်များလာမှာဖြစ်ဖြစ်ပေါ့အရှင်အဲ့လေအိမ်မပြောနေအောင်တော့ဆိုပြားလေအမိတင်းနဲ့စကားပြောအောင်ဖြစ်အောင်အဲဘာဖြစ်ရှင်လဲဘာလို့ရှင်လဲအမိတို့ပြောအမိတို့ဖြစ်စီပြီးမယ်ပေါ့နော်ဆန္ဒကတော့ဘာမှမတန်းတားခဲ့ဘူးပေါ့နော်ဒီအတက်ရှင်ရိုက်ပေါ့ ်အရှင်ကအရှင်ဘေးမှာဆရာဆရာမတွေအတော်တွေအမေတွေအမေဆရာမတို့အတော်တို့ရှိတော့အားရပေးခဲ့ကိုလေးစိတ်အားစိတ်တိုင်းနဲ့အတင်းထားပေါ့တကယ်တော့အကျံပတ်စစ်တက်ကသာပြည်သူနေဝင်ခြံဝင်ထဲမှာအဲ့ဒီမိမြုံမိုင်းကိုမထောင်ခဲ့လို့ရှိရင်ဒီလိုဖြစ်မျိုးသူ့အနေနဲ့ကြုံခဲ့စရာအကြောင်းလုံးဝမရှိပါဘူး။ဒါရီအားလုံးရဲ့တရက်ခံအကျံပတ်စစ်တက်ပဲ အချမ်းဖတ်စတဲ့ကဒီလိုမျိုးဆိုးရတဲ့အချမ်းဖတ်မှုကြီးကိုရရဆက်ဆက်ကျူးလွန်ခဲ့ပြီးမြဲလူသားချင်းစာနာစိတ်ရှိတဲ့ပြည်သူဖွဲ့စည်းတချို့ကတော့ဒီမျိုးသမီးလေးတို့အကူအညီတချို့ပေးခဲ့တယ်။အမျိုးသားတင်ရင်ဖက်လာမတင်ဘူး။ဒါထောက်ပံ့ပေးရပါတော့နော်။ခင်ကြီးဖက်ရပဲ။နောက်တစ်ဖွဲ့ကြတော့ကခရအမျိုးသမီးဖက်ရပါတော့နော်။ အနောက်ကြတော့နှစ်ဖက်လာမတိအဲ့တော့မတိဘူးနှစ်ဖက်လာမတိဒီမှာဒီတိုင်းပဲလာပြီးပြီးတော့သမထူခိုင်းပေါ့နော်နောက်တနည်းကြတော့မုကယံစေခနာအစီတီအဖွဲ့ပေါ့နော်ဘာသာပေးချေတူရတော့နှစ်ဖက်ဘယ်နှဖက်အဖွဲ့ဒီမျိုးပဲချေတူနဲ့တာကြအောင်တပတ်တော့ပဲကြည့်ချင်းရ အချင်းကကိုခြေထောက်တော့နိုင်စိတ်အားတအားထက်တန်လေးအစားတော့လေးဖက်ထောင်းနဲ့တွားတယ်လေးဖက်ထောင်းနဲ့တွားပြီးတော့မှအဲအဲ့တော့ဒီနာဝန်တာဘင်းကကန်ကန်တိုင်းနဲ့အချင်းသာရတော့လမ်းလျှောက်နိုင်တာပေါ့နော်အဲ့ဒီနေ့ကအကျံဖက်စစ်တပ်ရဲ့မြေမြုပ်မိုင်းကြောင့်ဒီကိုဝင်ဆောင်မျိုးသမီးလေးကသူ့ရဲ့ခြေထောက်နှစ်ဖက်လုံးကိုဖျက်ပစ်ခဲ့ရတယ် သူ့ကိုဒီလိုဖျောက်လုခဲ့တဲ့တရက်ခံနဲ့တကယ်လို့များတွေးခွင့်ရမယ်ဆိုရင်သူ့အနေနဲ့ဘာများပြောချင်မလဲဒီဆုံးရှုံးမှုကြီးတော့ဘယ်လိုမျိုးနီးနဲ့တရားမျှတမှုကိုပြန်ရနိုင်လောက်လဲဒီမှာဘာအတွက်ကြောင့်ထောက်ခဲ့ရတယ်လို့မင်းရှင်းတာပေါ့နော်ကိုစစ်ပီတူလေးလားပြောင်းမှပီတူလို့ထူအတွက်ဝိုင်းထောက်ခဲ့ရတာလို့မင်းရှင်းပေါ့နော်ပီတူလို့ထူကိုပိုက်ထောက်ချင်လားအဲစစ်ပီတူဝိုင်းထောက်ချင်လားပေါ့နော်မင်းရှင်းမင်းလည်းမင်းရှင်းတယ်သူတို့ ်ဘာလို့ပြစ်ဆောင်တအားကမုံဒီတော့အောင်ဆိုတော့တကယ်တော့သူတို့ထောက်ခဲဆိုတော့တော်တော်မုံဒီရအောင်နော်တပြစ်ဆောင်မုံဒီတပြစ်ဆောင်ရှိခဲ့အခုလိုနိုင်ငံရေးပေါ်နော်ပြည်သူပေါ်နော်စိတ်ဒုက္ခနဲ့မြအောင်အခုစစ်ဖြစ်နေချင်းစစ်တပ်စီရှင်တော်နော်ဒါလည်းနေလားဒီเจ้าနေပြန်ပြောနေခဲ့တဲ့အချိန်မှာတော့မှသူ့ရဲ့ပြုံးလေးတွေကမပြောက်သွားခဲ့ဘူး။တစ်ချိန်လုံးကိုပြုံးနေခဲ့တာ။ ဒီလိုမျိုးတာမာမှုမျိုးရဖို့အတွက်အရင်နဲ့မတူပဲပြောင်းလဲသွားတဲ့သူမရဲ့ဖြစ်တည်မှုအသစ်ကိုလက်ခံနိုင်ဖို့အတွက်ဘလို့များတိဆောက်ယူခဲ့ရသလဲတကယ်လို့ဖရာဖန်ဆင်းမိခဲ့ဆိုခုပြောပါအခုကိုပါမဖြစ်ပါတော့ဖရာပေးရဆိုပဲလို့ပဲတမတ်တယ်အခုရှင်ခင်းတဲ့လင်းမှာတော့ကိုဖြစ်ရှင်လာတော့နိုင်နိုင်ငံရေးမြင့်မြန်ကောင်းဖို့လိုပါအချင်းတော့မနော်ညီချင်းတော့ဘာလို့ဆို အဲမြုပ်ပြီးတမြုပ်ရွာပြီးတရွာမပြည့်စည်အောင်ပေါ့နော်အိမ်မပြည့်စည်အောင်ဥပဒေမပြည့်စည်အောင်ပြမတုခိတာပဲတုခိတာအများပြန်ရှိအောင်ပေါ့နော်အခုအဲကိုတဲအထင်မဟုတ်ဆိုတော့မြင်ရအများမြင်ရဆိုကိုရန်ဝနေခဲ့တုခိတာလည်းအများရှိခဲ့အောင်လေဘာလို့ဆိုကိုမိဘမွေးချိန်ကကောင်းကောင်းမွန်မွန်လေးပေါ့နော် အခုဘာကြောင့်ကျွန်တော်ပြက်ခဲ့ရလဲဆိုစစ်တက်ကြောင့်ဆိုပြီးတော့အစစ်တက်တော့တအားမုန်းခဲ့ရပါတော့စစ်တက်ကြောင့်ဟောရင်ကိုချီတော့ကိုအခုလိုတခိတာဘဝမျိုးရောက်ခဲ့မှာမဟုတ်ပါတော့ဘလူဝဲဖြစ်နေပါစေသူချစ်တဲ့တိုင်းပြည်မှာငိမ့်ငိမ့်ချမ်းချမ်းလုံလုံချုံချုံနဲ့ရှင်သန်ရက်တည်နိုင်ဖို့ဆိုတဲ့အိမ်မက်ကိုဆက်ပြီးတော့ဖတ်တွေ့ထားတော့မယ်တရားတော်ပြည်သူတော်လှန်ရေးကအောင်အောင်အောင်ရမယ်လို့ဆွဆွဲမြဲမြဲကိုယုံကြည်နေတော့မယ် နိုင်ငံရေးဆိုလည်းမြန်မာအချမ်းတော့အောင်ဆိုလို့ဟိုဘက်ဒီလိုဟိုဘက်နဲ့ဒီဘက်ကိုလို့ရအောင်ညီညီချင်းချင်းလေးပေါ်တော့ပြပြရှင်းရှင်းလေးနဲ့အရင်လိုအရင်ချိန်တော့ခိတ်တန့်လေးပေါ်တော့နိုင်ငံရေးကောင်းလေးချိန်တော့ပေါ်တော့ပြပြပြတာတော့ပြလာလာပေါ်တော့ဘာမှကြောက်စရာလည်းမလိုဘူးပြပြရှင်းရှင်းလေးပဲနေထိုင်တော့ကြာပြီကိုအိမ်နဲ့ကိုနေဆိုအရန်ပြောပေါ့ဗီဒီယိုကလေးစပီဒ်ပြပေါ်တော့အာအဟိုစီရှင်နဲ့ပန်းတန်ရအောင် စတောခိုင်းစီချင်တာမို့နော်ကိုရဲ့ပြင်းရဲ့ကိုကပ်ပြီးခိုင်းစီချင်တယ်လူများစစ်တပ်တွေလည်းအောင်မနေရှင်ပေါ့နော်စစ်တပ်လည်းအောင်မလည်းမြောက်စီချင်ဘူးစစ်တပ်ပြည်မျိုးမှာရွာမှာလည်းမရှိရှင်ကိုပြင်းရဲ့ကိုပဲကိုနေရှင်တော့တခေလို့တော်လာရေးအောင်မြင်သွားဆိုတဲ့ကိုရံမတားခင်အင်းဆိုတာလူသားတယောက်ရဲ့အလုံးချုံဆုံးရက်ဝန်းဖြစ်ကိုဖြစ်ရမှာ ဒါပေမဲ့မြန်မာပြည်မှာတော့အကြမ်းဖက်စစ်တပ်ကြောင့်မြန်မာပြည်သူပြည်သားတိုင်းကကိုယ်အိမ်ဝင်းထဲမှာနေရင်းနဲ့ကိုမလုံခြုံမှုတွေကိုနေ့စဉ်ရက်ဆက်ကိုခံစားနေရတယ်။ကိုယ်အိမ်ဝင်းထဲမှာပဲအလုံးလုံးရင်း၆နှစ်ဖက်လုံးဆုံးရှုံးရတယ်ဆိုတာဘလို့မှလက်ခံနိုင်စရာကိစ္စမဟုတ်ဘူး။ တကယ်တော့ပြည်သူအဝေးဆောက်အုံနေဆိုတာကစေးပြစ်မှတ်မဟုတ်ဘူးအပြစ်မဲ့အရသာပြည်သူတွေဆိုတာစေးပြစ်မှတ်မဟုတ်ဘူးကြေးရွာတွေဆိုတာစေးပြစ်မှတ်မဟုတ်ဘူးအဲ့ဒါကြောင့်ရသားများသည့်စေးပြစ်မှတ်မဟုတ်ဆိုတဲ့ကျွန်မရဲ့ကမ်ပိန်းကနေတဆင့်တဦးချင်းတယောက်ချင်းကနေစလို့အားလုံးရဲ့အမှန်တရားတွေအတွက်အတန်ထွက်ပေးကြဖို့အမှန်တရားဘက်ကနေရက်တိလုံဆောင်ပေးကြဖို့တိုက်တွန်းရင်းနဲ့ကျွန်မရဲ့ကမ်ပိန်းမှာပါဝင်မှုဖိတ်ခေါ်လိုက်ပါရရှင်